ရောရှိအားလုံးပဲမိင်္ဂလာပါဂီစီကူပါနေကြိုဆိုပါရစေကျွန်တော်အနေနဲ့အရှင်တို့ကဂီစီကွမ်မှာအတန်းမာဆုံးဆိုတဲ့ခါခဲရီအကြောင်းကိုပြောပြပေးထားခဲ့ပါဗျာ NMA ကိုကြိုက်နှစ်သက်တဲ့လူတိုင်းကလည်းစီရီတစ်ခုရဲ့ဘယ်ဇက်ကောင်ကအချမ်းဆုံးလဲဆိုတာကိုပဲစိတ်ဝင်စားလိရှိကြပါဗျ။ဒီနေ့မှာတော့အတန်းမာဆုံးဆိုတဲ့အချင်းအရာထက်စာရင်အာအနေဆုံးဆိုတဲ့ခေါင်းစဉ်တစ်ခုနဲ့ဆွေးနွေးသွားကြပါမယ်။ဒီနေ့တော့နောက်ထပ် NMA စီရီတဲ့ကအာအနေဆုံးခါခဲရီကိုရှာဖွေဖို့ထုတ်သွားမှာဖြစ်ပါတယ်။ နောက်တော့စီးရီးထဲမှာဆိုရင်အလုံးတိကြတဲ့အတိုင်းရွာကြီး၅ရွာကိုအုပ်ချုပ်ကြရတဲ့ခေါင်းဆောင်၅ယောက်ရှိကြပါတယ်။ဒီနေ့မှာတော့ရွာ၅ရွာရဲ့တမိုင်းတစ်လျှောက်အာအနေဆုံးခါခဲရီအကြောင်းကိုတာရကရီနဲ့တကွာရှင်းပြပေးသွားမှာဖြစ်ပါတယ်။ခါခဲရီဆိုတာနောက်လိုယူနီဘာစီရဲ့အကျန်းဆုံးရှင်တို့ပြတွေကိုကိုစားပြုထားတာမျိုးဖြစ်ပြီးခါခဲရီထဲမှာလည်းအကျန်းဆုံး generation တွေဆိုတာကတက်တက်ရှိပါတယ်။ရွာရဲ့အင်အားကလည်းခါခဲရဲ့အင်အားကြီးမားလေးလေးပိုပြီးတက်ရောက်နိုင်စွမ်းကလည်းများပါတယ်။အကယ်၍ခါခဲကသာအာနေနေမယ်ဆိုရင်ရွာကလည်းမကြာခဏဆိုသလိုကျူးကျော်ခံရနိုင်ခြင်းရှိပါတယ်။ ဟေရန်စပူရန်ရဲ့ခင်တုံးကိုအားပေးနေတယ်လို့ဆိုရင်ခါခဲကိုသာဖြူရှင်းနိုင်မယ်ဆိုရင်ရွာတရွာလုံးကိုတိုက်ခိုက်သိမ်းပိုက်နိုင်တယ်ဆိုတာကိုအားလုံးလည်းနားလည်ကြမှာပါခါခဲရီထဲမှာအားအနည်းဆုံးခါခဲ၅ယောက်ကိုရှာဖွေပေါ်ထုတ်သွားမှာဖြစ်ပြီးအားအနည်းဆုံးခါခဲ၅ယောက်ထဲကအားအနည်းဆုံးခါခဲကနေပြီးတော့စတင်လိုက်ကြပါမယ်အားအနည်းဆုံးခါခဲကတော့ခရစ်စချီဖြစ်ပြီးကြောက်တုံးရွာရဲ့၄ယောက်မြောက်စုချီခါခဲတယောက်လည်းဖြစ်ပါတယ်ကောရစချီဆိုရာက၃ယောက်မြောက်စုချီခါခဲအိုနိုကီရဲ့တမီးဖြစ်ပြီးတော်တော်လေးလက်တန်ပါတယ်မိတ်ကလေးရှိလို့ပြီးတယောက်ပဲဖြစ်ပါတယ် ခိုးရုစကြည်ကလည်းသူ့ဘာသာသူဆိုရင်တော်တော်လေးတန်ပါတယ်ဆိုပေမဲ့အခြားခါခဲတွေနဲ့နိုင်ရှင်ကြည့်မယ်ဆိုရင်ခါခဲတက်တက်နဲ့ပါနေသေးတာကြောင့်ရောပင်ကိုပါရမီချောင်းပါတော်တော်လေးအားနည်းနေပါသေးတယ်။ခိုးရုစကြည်ဆိုတာအိုနိုကီရဲ့တမိဖြစ်ပေမဲ့အိုနိုကီအသုံးပြုခဲ့တဲ့ dead release ကိုတော့အသုံးမပြုနိုင်ခဲ့ပါဘူး။ dead release ဆိုတာကခက်ခဲထူတာလို့ခေါ်တဲ့ release တုံးမျိုးပေါင်းဆက်ရာကနေရရှိလာတဲ့စွမ်းအားတစ်မျိုးပဲဖြစ်ပါတယ်။ dead release ကိုတော့မြေလေနဲ့မီးသုံးမျိုးပေါင်းဆက်ရာကနေမှတစ်ဆင့်ရရှိနိုင်ပါတယ်။ Test release ကိုအသုံးပြုတဲ့ user အတိုင်းကအရာရာကို cellular level အထိ geometric ပုံစံအတိုင်းဖြည့်ဆည်းပြနိုင်စွမ်းရှိပါတယ်။ဒါကြောင့်လည်း direct release လို့ခေါ်စရာမျိုးဖြစ်ပြီး square ပုံစံနဲ့ရော cylinder ပုံစံနှစ်မျိုးနဲ့ပါအသုံးပြုနိုင်စွမ်းရှိပါတယ်။ student ပုံစံကတော့ရန်သူကိုအနိုင်ယူပြီးကကြမှာ finisher အနေနဲ့အသုံးပြုနိုင်တဲ့ form တစ်ခုဖြစ်ပြီး cylinder ပုံစံကတော့ရန်သူကိုဖိအားပေးတိုက်ခိုက်တဲ့နေရာသို့မဟုတ် aggressive sense နဲ့ battery မှာအသုံးချနိုင်ပါတယ်။ test release ကိုစုချီခါ carry တဲ့မှာ cruise စုချီတယောက်သေးပဲအသုံးမပြုနိုင်တာမျိုးတော့လည်းမဟုတ်ပါဘူး။ ပထမမြောက်စုကြည်ခါခဲဖြစ်တဲ့အီရှိခါဝါကလည်းအသုံးမပြုနိုင်ခဲ့ပါဘူး။အီရှိခါဝါရဲ့ best story နဲ့ powers and ability တွေကိုကောင်းကောင်းမွန်မွန်မဖော်ပြပေးခဲ့တာကြောင့်အသုံးပြုနိုင်ခဲ့တာလားအသုံးမပြုနိုင်ခဲ့ဘူးလားဆိုတာကိုတော့တိတိကျကျမသိခဲ့ရပါဘူး။ဒေဂျာတာတစ်ခုကတော့ dead release ကိုဒုတိယမြောက်စုကြည်ခါခဲမူကတီထွင်ထားခဲ့တာကြောင့်ပထမဆုံးစုကြည်ခါခဲအနေနဲ့အသုံးမပြုနိုင်ခဲ့ဖို့များပါတယ်။အဲဒါဆိုရင်ဘာလို့ခရိုစုကြည်ကအားအနေဆုံးလို့သတ်မှတ်ထားရလဲလို့မေကွန်ထုတ်เสียရှိလာပါတယ်။ ပထမမြောက်စုစီခါခဲဆိုတာကစစ်ပွဲအတွင်းမှာနေထိုင်ရှင်သန်လာတဲ့လူတယောက်ဖြစ်ပြီးဟာရှီရာမာနဲ့ထိုဘီရာမာတို့လိုမျိုးခစ်ပြန်ခါခဲတယောက်ဖြစ်ခဲ့ပါတယ်။ကြောက်တုံးရွာကိုတီထောင်ခဲ့တဲ့တမိုင်းချောင်းကိုဒီဒီကြမသိရပေမဲ့ခလုံးဟာလိုမျိုးပဲတော်တော်လေးကိုခက်ခဲမှုရှိခဲ့မှာအမှန်ပါ။ဒက်ရီလစ်ကိုမူကာရှာပွဲတွေ့ရှိခဲ့ပြီးအိုနိုခီအာပြန်လည်တင်ကြားပေးခဲ့တာပါ။ဒက်ရီလစ်ကရှာရင်းကန်လိုမျိုးအစွမ်းထက်ပေမဲ့လူတိုင်းသင်ယူလို့မရနိုင်တဲ့ availability တမျိုးပဲဖြစ်ပါတယ်။ ပထမမြောက်စုတိခါကဲကခမီဇူရူကလန်မျိုးနယ်ဝေးဖြစ်ပြီးဒီမျိုးနယ်စုကအာဘရာမဲမျိုးနယ်စုနဲ့အပြိုင်ပြားတွေကိုထိန်းချုပ်အသုံးပြုနိုင်ခဲ့ပါတယ်။ခမီဇူရူကလန်ကလည်းအရှိခါဝါရဲ့လက်ထက်မှာတော်တော်လေး powerful ဖြစ်ခဲ့တာကြောင့်ကျောက်ဒုံးရွာကိုစီဥစည်းတည်ထောင်နိုင်ခဲ့တာပါ။ဣရှိကာဝါအနေနဲ့ခရိုဆူဂျီလိုမျိုးဒိုင်ရီလစ်ကိုအသုံးပြုနိုင်တာချင်းတူရင်တောင်ခရိုဆူဂျီထိုင်နေတဲ့ထိုင်ကုန်ကိုဣရှိကာဝါကဖန်တီးပေးခဲ့တာကြောင့်ခရိုဆူဂျီထပ်ပို့ပြီးတော့တန်ပါတယ်လို့သတ်မှတ်ထားနိုင်ပါတယ် ခရိုဆူချီအနေနဲ့ကျွန်တော်တို့သိရသလောက်ဆိုရင်ငါရောင်ပြောင်းဘီစုခါခဲဖြစ်တဲ့မေအသွေးပြူနိုင်တဲ့ lava release ကိုအသွေးပြူနိုင်ပါတယ်။မြင်းနဲ့မီးပုံစံနှမျိုးကိုပေါင်းဆက်ခြင်းအပြင်ရရှိလာတဲ့ release တို့မဟုတ်ကဲ့ကဲကန်ဆိုင်စွမ်းအားကို lava စွမ်းအားလို့ခေါ်ဆိုနိုင်ပါတယ်။ခရိုဆူချီရဲ့ lava ပုံစံကမေအသွေးပြူတဲ့ lava ပုံစံနဲ့စစ်တူပင်မဲ့အသွေးပြူတဲ့ပုံစံကတော့ချော်ရည်နဲ့ပြားပုံစံဆိုပြီးနှမျိုးကွဲပါတယ်။ဒါအပြင်ခရိုဆူချီအနေနဲ့ရေပုံစံကိုဆက်လက်အသွေးပြူနိုင်ပြီးရန်သူကိုဖမ်းထုတ်တဲ့နေရာမှာ lava release နဲ့ပေါင်းဆက်အသွေးပြူလေးရှိပါတယ်။ ခရစ်စုကြီးရဲ့ powerful ဖြစ်တဲ့ဖန်ချုပ်ခြင်းကျစုကတော့ S3 ဖြစ်ပြီးတန်လိုက်ပုံစံနဲ့တောင်စစ်တူနေခဲ့ပါတယ်။ S3 ကတော့ lava တွေနဲ့ရန်သူတွေကိုခြေပစ်လိုက်တဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။ Live Nobel ထဲမှာတော့ခရစ်စုကြီးအနေနဲ့ရင်း release ကိုပါထပ်မံအတောပြင်နိုင်ခဲ့ပါတယ်။ဒါကြောင့်ခရစ်စုကြီးကမီးရှည်မြင်းနဲ့ရင်း release လေးမျိုးကိုသာအတောပြင်နိုင်ဆန်းရှိပါတယ်။ဒါမှ validity တွေပဲရှိပြီးဘာကြောင့်ခါခဲတယောက်ဖြစ်နေရတာလဲဆိုတော့ခရစ်စုကြီးရဲ့အဓိကအားသာချက်တစ်ခုကသူ့ရဲ့ IQ level ပဲဖြစ်ပါတယ်။ ဖတ်တခုအရာခရိုစူတီရဲ့ brain level ကခါဘူတိုရဲ့ brain level နဲ့တောင်တူညီနေကြတာပါ now to your novelization တခုဖြစ်တဲ့ brodo တဲမှာဆိုရင် crossuji ဆိုတာအခုလက်ရှိခါခဲ9ရောက်ထဲမှာအကျဉ်းဆုံး gadgets user တယောက်ဖြစ်တယ်လို့ဖော်ပြပေးထားခဲ့ပါတယ်။ဒါဆိုရင် crossuji ကဘလို့ gadgets တွေကိုအသုံးပြုနေတာလဲဆိုတာကိုကျွန်တော်ဖတ်ပူးတဲ့ now to novelization တွေကိုအခြေခံပြီးရှင်းပြပေးပါမယ်။အခုလက်ရှိခါခဲ9ရောက်ဆိုတာ anime မှာတီးပြထားတဲ့ now to crossuji daroi chojuro နဲ့ gara တို့ပဲဖြစ်ပါတယ်။ ခလိုဆူဂျီကဘာအကြောင်းဒီလူ9ယောက်ထဲမှာအကျဲဆုံးဂန်ဂျစ်ဆုယူဇာတယောက်ဖြစ်နေရတာလဲဆိုတော့ကျန်၄ယောက်စလုံးကိုကဂန်ဂျစ်ဆုကိုလုံးဝအသုံးမပြုနိုင်ကြတာကြောင့်ပါနံပါတ်4နေရာမှာရောက်ရှိနေခဲ့တဲ့ခါခဲကတော့မြူနင်းဖုံးရွာရဲ့မီဇူခါခဲဖြစ်တဲ့ချိုဂျူရိုပဲဖြစ်ပါတယ်မြူနင်းဖုံးရွာကကြောက်တုံးရွာလိုမျိုးမဟုတ်ဘဲမီဇူခါခဲအနေနဲ့စုစုပေါင်း6ယောက်တောင်ရှိခဲ့ပါတယ်မီဇူကာကဲရီထဲမှာအသေးချာဆုံးကတော့ချိုဂျူရိုဒီဒုတိယမြောက်စတိုဒါမြောက်နဲ့ပြင်စမမြောက်တို့ထပ်ပို့ပြီးတော့အားနေတာအမှန်ပါတတိယမြောက်ရဲ့နာမည်ကိုတော့ပထမမြောက်မီဇူကာကဲဖြစ်တဲ့ ဗျာကူရန်လိုမျိုးတည်တည်ချာချာတောင်မသိခဲ့ရပါဘူး။ဗျာကူရန်ဆိုတာကလည်းအီရှိခါဝါလိုမျိုးတော်တော်လေးစမတ်ဖြစ်တဲ့ခါခဲတယောက်ဖြစ်ခဲ့မှာပါ။ဒါကြောင့်လည်းပဲမြူနင်းဖုံးရွာကိုစူးစီးတီထောင်နိုင်ခဲ့တာမျိုးဖြစ်ပါတယ်။ဗျာကူရန်ဆိုရာကတော်တော်လေးဉာဏ်အမျော်အမြင်ရှိတဲ့မီဇူခါကဲတယောက်ဖြစ်ပြီးချိုဂျူရိုထက်လည်းပိုပြီးတော့တန်မာတာအမှန်ပါ။ဘာလို့ဆိုချိုဂျူရိုထိုင်နေတဲ့ထိုင်ကုန်းကဗျာကူရန်ကိုယ်တိုင်သူ့ရဲ့သွေသူ့ရဲ့ချွေးတွေနဲ့ဖန်တီးထားခဲ့တာကြောင့်ပါ။ ဗျာကူရန်ကိုရန်ကပထမမြောက်ရှိလို့ပြီးစစ်ပွဲတစ်လျှောက်လုံးကိုကြဲကြဲခိုင်ရင်ဆိုင်ဖြတ်တန်းပြီးမီဇူခါခဲနေရာကိုအကြအကြီးဆက်လက်တာဝန်ယူကင်တွယ်သွားခဲ့တာမျိုးဖြစ်ပါတယ်ချိုချိုရိုကိုရိုင်းကလည်းစလိုဒါမြောက်ရှိနိုဘီစစ်ပွဲမှာငါးရောင်မြောက်မီဆူခါခဲနဲ့အတူတူရင်ဆိုင်တိုက်ခိုက်ပူးခဲ့ပေမဲ့အတွေ့အကြုံချင်းအခြေအနေချင်းကကွာခြားမှုရှိနေစေဖြစ်ပါတယ်။သုံးရောင်မြောက်မီဆူခါခဲကိုတော့နာမည်တောင်မသိခဲ့ရတာကြောင့်ချိုချိုရိုနဲ့မနှမ်းရှင်တော့တာမျိုးဖြစ်ပါတယ်။ဒုတိယမြောက်မီဆူခါခဲကတော့အလုံးထပ်ပို့ပြီးတော့ရှည်ရတဲ့ဂန်ကတ်စုပဲဖြစ်ပါတယ်။ ဂန်ကတ်ဆုကဟိုဆူကီမျိုးနွယ်စုဝင်တယောက်ဖြစ်တာကြောင့်ဆူရီကတ်ဆုအသုံးပြုနိုင်တဲ့အဖလက်တီတွေအကုန်လုံးကိုအသုံးပြုနိုင်ပါတယ်ဆိုလိုချင်တဲ့သဘောကတော့ဂန်ကတ်ဆုအနေနဲ့သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို hydrolysis လို့ခေါ်တဲ့အရေပုံစံကိုပြောင်းလဲနိုင်စွာရှိပါတယ်ဒါကြောင့်ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမတမ်းများကိုဟိုဆူကီကလန်မန်ပါတွေအကုန်လုံးက immune ထားနိုင်ကြပါတယ်ဂန်ကတ်ဆုအနေနဲ့အရေးကြမ်းတဲ့ဂန်ကျစ်ဆုသို့မဟုတ် illusion area ကြီးကိုရောက်သွားခြင်းတစ်ခုနဲ့ဖန်တီးနိုင်သည့်ဒီဂန်ကျစ်ဆုနဲ့ပဲဒုတိယမြောက်မီစုခါခဲမှုကိုဖြစ်ရှင်းထားခဲ့တာဖြစ်ပါတယ် တတိယမြောက်ကိုတော့ထဲမစင်စားထားတာကြောင့်ဆုဒါမြောက်မီစုခါကဲကတော့အာလုံးတိကြတဲ့သုံးမိရဲ့ဂျင်ဂျူရီကီရှာကူရာပဲဖြစ်ပါတယ်။ရှာကူရာဆိုတာအပီဆိုဒ်တစ်ခုတည်းနဲ့ဂျူဆိုကိုလည်းဖြစ်ရှင်းနိုင်ခဲ့သလိုအီဒါချီကိုလည်းထွက်ပြေးအောင်အထိစွမ်းဆောင်နိုင်ခဲ့တာပါ။ဂါယောင်မြောက်မီစုခါကဲကလည်းမာဂျူရာကိုတော့ရင်ဆိုင်ခဲ့တဲ့မေးဖြစ်ပြီး Boy Year Release နဲ့ Lava Release နဲ့မျိုးစလုံးကိုအသုံးပြုနိုင်စွမ်းရှိပါတယ်။မေးရဲ့ Boy Year Release ဆိုတာက SARS ကဲရဲ့စွမ်းလို့ကိုတော့အေးပြောသွားအောင်ဒီလောက်ဆောင်နိုင်ခဲ့တာကြောင့်တော်တော်လေးအားပြင်ပါတယ်။ အဲ့နေရာမှာ OB ထိုးတာရှိမနေခဲ့ဘူးဆိုရင် SARS ကရဲ့အတက်ကတည်ဆုံးသွားနိုင်ပါတယ်။အခြေအနေချင်းတူညီနေတဲ့အောင်ချူချူရဲ့လုံဆောင်နိုင်စွမ်းကအမြင့်ဆုံးဆိုတဲ့အနေအထားမှာရှိနေနိုင်ပါတယ်။ Miss Village ဆိုတာကအတန်မာဆုံးဆိုတဲ့လူကိုပဲခခဲနေရာကိုပြည့်ရတာဖြစ်ပါတယ်။ညံအမျောမြင်ရှိခြင်းမရှိခြင်းဆိုတာထက်ရုပ်ပိုင်းဆရာစွာကပိုပြီးတန်မာနေမှသာမီဇူခခဲနေရာကိုရရှိတာမျိုးဖြစ်ပါတယ်။တော်ပေမဲ့မီဇူခခဲရီထဲမှာ release မျိုးတွေကိုသာအတုပြုနေတဲ့လူတယောက်လည်းရှိနေခဲ့ပါတယ်။ဒီလူကတော့ချူချူရဖြစ်ပြီးရေပုံစံတစ်မျိုးတည်းကိုသာအတုပြုနိုင်ခဲ့တာပါ။ ဒါတောင် NMM မှာပဲအသုံးပြုနိုင်ခဲ့တာမျိုးဖြစ်ပြီးမန်ကမှာတော့ဘာပုံစံကိုမှအသုံးပြုနိုင်ခဲ့ပါဘူးချိုဂျူရိုအသုံးပြုနိုင်ခဲ့တဲ့ရှားရီဟာနင်ဂျစ်ဆူတွေဟုတ်မနေခဲ့ပါဘူးဆိုလိုချင်တဲ့သဘောကတော့ချိုဂျူရိုဆိုတာကလည်းမိုက်ခိုင်းတဲ့ rock lee လို့လိုပါပဲနင်ဂျစ်ဆူမှာ power me ပါမလာတာကြောင့်ခန်ဂျစ်ဆူလို့ခေါ်တဲ့ဓာပညာကိုသာစောင့်ပေးလေ့လာခဲ့ပါတယ်ချိုဂျူရိုတယောက်မီဇူကာခဲဖြစ်မလာခင်တုန်းကအလုံးတိကြတဲ့အတိုင်းမြူနစ်ဖုံးရွာရဲ့ဓာသမ9ရက်အဖွဲ့ရဲ့အဖွဲ့ဝင်တယောက်ဖြစ်နေခဲ့တာပါ ဒါကိုကြည်ချင်းအဖြစ်ချိုချူတို့တယောက်ဘလောက်ထိခံကျစုမှအထုံပါရမီပါလာတယ်လဲဆိုတာကိုနားလည်နိုင်ပါတယ်။ဟီရာမဲခါရီလို့ခေါ်တဲ့ဒါကိုကန်ဆောက်ခဲ့ပြီးဒီဒါကအရာရာကိုနှစ်ပိုင်းပိုင်းနိုင်စွမ်းရှိပါတယ်။ဟီရာမဲခါရီဆိုတာဒါခုနှစ်လက်ထဲမှာစာမဲဟာရပြင်ကန်ရအခက်ခဲဆုံးဒါတလက်ဖြစ်ခဲ့တာပါ။ချိုချူတို့တယောက်ဟီရာမဲခါရီနဲ့ပဲဘလက်ဆက်စုကိုတောင်းရှီနိုဘီစစ်ပွဲအပြင်မှာအနိုင်ပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ဘလက်ဆက်စုဆိုတာကအခက်စုကီအဖွဲ့မှာအားအနည်းဆုံးမှန်မှတယောက်မဟုတ်ပေမဲ့ဒီလိုလူတယောက်ကိုတောင်းချိုချူတို့အနေနဲ့ဖိအားပေးတိုက်ခိုက်ထားနိုင်ခဲ့ပါတယ်။ ချိုချူရောက generation အသည့်ရဲ့မြူနင်းဓာတ်သမား9ယောက်စလုံးကိုရိုးရိုးခါတာနာနဲ့တာအနိုင်ယူပြထားခဲ့တာဖြစ်ပါတယ်။ဘရိုဒိုတဲမှာဆိုရင်လည်းခင်ရှိကီလိုမျိုးအိုဆူစကီတစ်ခေါင်ကိုတောင်းရင်ဆိုင်ဖြည့်ရှင်ထားနိုင်ခဲ့ပါတယ်။ခင်ရှိကီဆိုရာကလည်းကန်ဂျစ်ဆူယူဇာတယောက်ဖြစ်ပြီးဒီလိုလူတယောက်ကိုတောင်းရင်ဆိုင်ထားနိုင်ခဲ့တာကြောင့်6ယောက်မြောက်မီဇူကာကဲဖြစ်နေတဲ့အကြောင်းရင်းကလည်းခိုင်လုံမှုရှိနေခဲ့ပါတယ်။ချိုဂျီရိုဆိုရာကမီဇူကာကဲရီထဲမှာရော Hidden Miss Village မှာပါအကျဉ်းဆုံးနဲ့ပါရမီအရှိဆုံးကန်ချစ်ဆူယူဇာတယောက်ဖြစ်နေခဲ့ပါတယ်။ တကဘာလုံးနဲ့နိုင်ရှင်ကြည့်မယ်ဆိုရင်တော့ Sasuke နဲ့ Itachi တို့လိုမျိုးအကျန်းစားဓာတ်သမားတွေလည်းရှိနေသေးတာကြောင့် Chojuro အတွက်လည်းနေရာမချောင်လာပါဘူး။ဒါပေမဲ့ Chojuro ကိုင်ဆွဲထားခဲ့တဲ့ဌာက Hirame Kare ဖြစ်နေတာကြောင့်တွားပြီးတော့ရှုလို့မရတဲ့ဓာတ်သမားတစ်ယောက်ပဲဖြစ်ပါတယ်။ Hirame Kare ဆိုတာကိုယ့်ရဲ့ chakra ကိုဖောင်တစ်ခုပေးပြီးလိုအပ်တယ်လို့အသုံးပြုနိုင်တဲ့ဓာတ်ကောင်တစ်လက်ပဲဖြစ်ပါတယ်။သူပုံစံပဲပြောင်းပြောင်းပစိန်ပုံစံကိုပဲပြောင်းပြောင်းပြောင်းကျင်တဲ့လက်နဲ့ပုံစံကို chakra နဲ့ပြောင်းလဲပြီးရန်သူကိုဖိအားပေးတိုက်ခိုက်နိုင်ပါတယ်။ ဒီတားနဲ့ပဲချိုဂျူရိုကဆာစကေရဲ့ဆူဆန်နိုဖောင်ပေါ်တော့လွင့်ထွက်သွားအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ဘိုဒိုစီရီထဲမှာတော့ချိုဂျူရိုတရဟီရာမဲခါရဲကိုနှစ်လက်ခွဲပြီးအတုပ်ပြူနိုင်ခဲ့ပါတယ်။သို့ပေမဲ့လည်းဒါတလက်ဆိုတာဂျင်ဂျူရီကီဖောင်ဗိုင်းယားရီလစ်နဲ့ရောက်သွားကန်ဂျစ်စုတွေထက်စာရင်တော်တော်လေးအားမရဖို့ကောင်းတာကြောင့်ချိုဂျူရိုကိုအားအနည်းဆုံးမီစုခါခဲအပြစ်သတ်မှတ်လိုက်ရပါတယ်။နံပါတ်3နေရာမှာရောက်ရှိနေခဲ့တဲ့ခါခဲကတော့ရှာမွန်ပဲဖြစ်ပါတယ်။ရှာမွန်ဆိုတာဒုတိယမြောက်ခါဆဲခါခဲတယောက်ဖြစ်ပြီးလူလူတော်များများကရှာမွန်ကိုမသိကြတာများပါတယ်။ ဘာလို့ဆိုကီရှီမိုတိုကိုရန်ကရှာမွန်ရဲ့အကြောင်းကိုအများကြီးဖော်ပြမပေးထားခဲ့တာကြောင့်ပါကျွန်တော်ကိုရန်ကလည်းရှာမွန်အကြောင်းကိုအများကြီးမသိတာမှန်ပေမဲ့အခြားခါစဲခါကယ်ရီအကုန်လုံးကသူ့ဟာနဲ့သူတော်တော်လေးတမ်းမာမှုရှိနေတာကြောင့်ဒီနေရာမှာထားထားလိုက်တာမျိုးဖြစ်ပါတယ်ပထမဆုံးခါစဲခါကယ်ဆိုတာကလည်းအရင်ကျန်တဲ့နဲ့ပထဝီအနေထားတစ်ခုမှရွာကြီးတူရကိုသူ့ရဲ့စွန်အားနဲ့တိဆောက်ခဲ့တာကြောင့်သူ့ရဲ့လောဆောင်နိုင်စွမ်းအပေါ်မှာမေကွန်ထုတ်เสียပြိပီမရှိလာပါဘူးဒါအပြင်ဂါရာထန်နေတဲ့ထိုင်ကုန်ကိုပထမမြောက်ခါစဲခါကယ်ကဖန်တီးပေးသွားခဲ့တာကြောင့် ပထမမြောက်ခါဆဲခါခဲဆိုတာလည်းအရန်တန်ပါတယ်ရှီနိုဘီတယောက်ပဲဖြစ်ပါတယ်ပထမဆုံးခါဆဲခါခဲကဟာရှူရာမာနဲ့ခစ်ပြန်ရှူခါကူကိုဖမ်းဆီးထိမ့်သိမ်းထားနိုင်ခဲ့ပါတယ်အားလုံးသိကြတဲ့အတိုင်းဟာရှူရာမာတယောက်အမီးကောင်၉ကောင်တဲက၈ကောင်ကိုသာစစ်ပွဲအတွင်းမှာဖမ်းဆီးထားနိုင်ခဲ့တာပါအမီးကောင၉ကောင်တဲကရှူခါကူကိုတော့တဲဖုံးရွာရဲ့ပထမမြောက်ခါဆဲခါခဲကဖမ်းဆီးထိမ့်သိမ်းထားနိုင်ခဲ့တာမျိုးဖြစ်ပါတယ်သေးပြီးစကောင်ကိုတစ်တာပုံစံအသုံးမပြုတ်တတ်ပဲဖမ်းဆီးဖို့ဆိုတာတကယ်မလွယ်ကူတာပါ တသားပုံစံကသေးပြီးစာဂရာတွေကိုဘာကြောင့်ဆုပ်ယူနိုင်တာလဲဆိုရဲမေးခွန်းကိုလည်းဗီဒီယိုတစ်ခုနဲ့ရှင်းပြပေးထားခဲ့ပါတယ်။သေးပြီးတကောင်ကိုတသားပုံစံမပါဘဲဖန်ဆီးနိုင်ခဲ့တာကမာဂျာရာဒေတာရောနဲ့ပထမမြောက်ခါစက်ခါခဲတို့သာရှိခဲ့တာပါ။ရှူကာကူဆိုတာသေးပြီးတွေထဲမှာအာနေဆိုအမိကောက်ဖြစ်နေတယ်ဆိုပေမဲ့တန်လိုက်ပုံစံကိုတော့အတုပြနိုင်စရှိပါတယ်။ပထမမြောက်ခါဆက်ခါခဲနဲ့တတိယမြောက်ခါဆက်ခါခဲတို့ရဲ့နာမည်တွေကိုတော့ကျွန်တော်တို့လုံးဝမသိခဲ့ကြရပါဘူး။ ရှုခါခုရဲ့ကဲကဲကန်ကန်ဆွမ်းအားကတန်လိုက်ပုံစံမှာရှိတာကြောင့်ရာစာကလည်းရွှေကိုထိချုပ်နိုင်ခဲ့တယ်လို့တတိယမြောက်ခါဆဲခါခဲကလည်းတန်မှုန့်တွေကိုထိချုပ်ထားနိုင်ခဲ့ကြပါတယ်တတိယမြောက်ခါဆဲခါခဲဆိုရာကလည်းအဖွားချီရဲ့အမွန်းတင်မှုမှာဆိုရင်သူခိတုအခါမှာတော်လေးကိုတန်မာခဲ့ကြောင်းသိထားရပါတယ်ဒါပေမဲ့ခါဆဲခါခဲတယောက်ဆာဆူရီရဲ့လုံးချံမှုကြောင့်အသက်ပြောက်သွားခဲ့ရပါတယ်ဂါရာရဲ့ဖခင်ရာစာဆိုရာကတော့တော်တော်လေး villain ဆန်တဲ့ character တစ်ခုလို့တောင်ပြောလို့ရပါတယ် ရာစာတရားအိုရိုချီမာရီရဲ့လှုပ်ကြမှုကိုခံလိုက်ရတဲ့ဆိုပေမဲ့ရှင်နိုဘီစစ်ပွဲမှာပြန်ပါလာတဲ့အဲရိုဗာရှင်ကြီးကတော်တော်လေးကိုကြောက်ဖို့ကောင်းခဲ့ပါတယ်။ရွှေနဲ့တန်ဆိုရာမက်တယ်အမျိုးအစားတွေဖြစ်တာကြောင့်တဲထက်ဆိုင်ရင်ပို့ပြီးတော့တန်မာမှုရှိပါတယ်။ဒါပေမဲ့လည်းဂါရာကတော့ခါဆဲခါကဲတမိုင်းတစ်လျှောက်လုံးမှာအကျန်းဆုံးခါဆဲခါကဲတယောက်ဆိုရာကိုဒီဗီဒီယိုမှာရှင်းပြပေးထားခဲ့ပါတယ်။ဒါကြောင့်ရှမွန်တယောက်ဘာကြောင့်အားအနည်းဆုံးခါဆဲခါကဲတယောက်ဖြစ်နေရတာလဲဆိုရာကိုအားလုံးလည်းနားလည်သဘောပေါက်ကြပါပါ။ရှမွန်တယောက်တန်လိုက်ပုံစံကဲ့ကဲခန့်ခိုင်စွမ်းအားကိုလည်းအတုံးမပြူနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ရှမ်မွန်စရာရုပ်သေးတွေကိုတိုက်ပွဲတွေမှာပထမဆုံးစတင်အတုံးချခဲ့တဲ့ခခဲတယောက်ဖြစ်ခဲ့တာပါ။မွန်ဆန်မွန်ချီကမဆုဆိုတာဖွားချီကိုအသုံးပြုခဲ့တဲ့ရုပ်သေး၁၀កောင်ကိုတီထွင်ဖန်တီးခဲ့တဲ့လူတယောက်ပဲဖြစ်ပါတယ်။ဆာဆိုရီဆိုရာကလည်းခန်ကူရိုထက်တာပိုပြီးကျန်းတဲ့ရုပ်သေးယူဆတယောက်ဖြစ်ပါတယ်။ဒါပေမဲ့ရုပ်သေးတွေရဲ့လမ်းစာဖြစ်တဲ့ရှမွန်ကတော့ဘယ်ရုပ်သေးကိုမှလည်းတီထွင်မထားခဲ့တယ်လို့ရုပ်သေးကိုအသုံးပြုခဲ့သလားဆိုတာကိုပါမသိခဲ့ရပါဘူး။ရုပ်သေးတွေကိုလည်းလမ်းဖောက်ပေးခဲ့တယ်လို့ဂျီဂျီရီကီတွေကိုလည်းဖန်တီးသွားခဲ့ပါတယ်။ ချင်းချူရီကေဆိုတာလူတယောက်နဲ့အမီးကောင်တစ်ကောင်ကိုပေါင်းဆက်လိုက်တာသို့မဟုတ်အမီးကောင်ကိုလူရဲခန္ဓာကိုယ်ထဲမှာချိတ်ပိတ်ထားတဲ့ပုံစံမျိုးဖြစ်ပါတယ်ရှမွန်ကဂျင်ဂျူရီကီဆိုတဲ့အရာကိုစတင်ခဲ့တဲ့ဆိုပေမဲ့ရာဆာမာက perfect ဂျင်ဂျူရီကီတကောင်ကိုသူ့ရဲ့သားဖြစ်သူနဲ့ပေါင်းဆက်ဖန်တီးထားနိုင်ခဲ့တာမျိုးဖြစ်ပါတယ်။တဲဖုံးရောင်မှာ magnet release ကိုအသုံးမပြုနိုင်တဲ့ခါစဲခါခဲကအားအနေဆုံးလို့တောင်သတ်မှတ်နိုင်ပါတယ်။ဒါကြောင့်ကျွန်တော်ကတော့ရှမွန်ကိုစနာခါကူရဲ့အားအနေဆုံးခါစဲခါခဲတရားအဖြစ်သတ်မှတ်ထားချင်ပါတယ်။ ကဲနောက်ဆုံးအနေနဲ့ကြန့်ရှိနေတာကတော့အတမ်းမှာဆုံးရွာနှစ်ခုဖြစ်တဲ့တိမ်ဖုံးရွာနဲ့ရွှက်ဖုံးရွာနှစ်ခုပဲဖြစ်ပါတယ်။ဒီနေရွာထဲမှာဆိုရင်ကျွန်တော်အမြင်ရတိမ်ဖုံးရွာကရွှက်ဖုံးရွာထက်ပိုပြီးအားနည်းမယ်လို့ယူဆထားခဲ့ပါတယ်။ဒါကြောင့်မလို့တိမ်ဖုံးရွာစီကအားအနည်းဆုံးရိုက်ခါခဲကိုပဲအရင်ပြောပြပေးလိုက်ပါမယ်။ Hidden Cloud ဆိုတာစပြီးတီထောင်ကတဲ့ကနေလေးချိန်မြောက်ရှင်တို့ပြစ်ပွဲမတိုင်ခင်အထိတော်တော်လေး powerful ဖြစ်ခဲ့တဲ့ရွာတွေရွာပဲဖြစ်ပါတယ်။ဒါကြောင့်အုပ်ဆုံးခဲ့ကြတဲ့ရိုင်းခါခဲလေးယောက်စလုံးကလည်းအပြစ်သွားပြီးပြောစရာမရှိတော့အောက်ကိုတမ်းမှာကြပါတယ်။ ။ဆိုလိုချင်တဲ့သဘောကတော့ Hidden Cloud ရဲ့အားအနည်းဆုံး right ခခဲကတော့ Dari ပဲဖြစ်ပါတယ်။ Dari ကလည်း Chojuro နဲ့တူတဲ့အခြေအနေတစ်ခုကြောင့်သာအားအနည်းဆုံးဆိုတဲ့နေရာကိုရောက်ရှိနေခဲ့တာမျိုးဖြစ်ပါတယ်။အားလုံးတိကျတဲ့အတိုင်းပထမဆုံးရိုင်းခါခဲနဲ့ဒုတိယမြောက်ရိုင်းခါခဲတို့အကြောင်းကိုတော့တိတိကျကျမသိခဲ့ရပါဘူးပထမဆုံးရိုင်းခါခဲကတော့ထုံးစံအတိုင်းစစ်ပွဲကာလကိုဖျက်သိမ်းပြီးမှ Hidden Cloud ကိုတည်ထောင်ခဲ့တာကြောင့်တော်တော်လေးတန်မာမှုရှိခဲ့မှာအသေးချာပါ Hidden Cloud နဲ့ခွန်တို့ဟာတို့ကနယ်မြေကြီးထိစပ်နေကြတဲ့ဒေသနှစ်ခုပဲဖြစ်ပါတယ် ခုနကရဲ့ဘက်မှာလည်းဟာရှီရာမာထိုဘီရာမာနဲ့မာထရာတို့လိုမျိုးအင်အားကြီးမားတဲ့အစုံမဲ့ရှင်နိုဘီတွေလည်းရှိနေခဲ့ကြပါတယ်။ဒီလိုရှင်နိုဘီတွေကိုရင်ဆိုင်နိုင်မှုပထမမြောက်ရိုင်းခါကဲတယောက်ရွှေနဲ့ငွေကြီးကိုနှစ်ယောက်ကိုအသုံးပြုပြီးခူရာမာကိုဖမ်းဆီးဖို့ကြိုးစားခဲ့ပူပါတယ်။ကင်ခါခုနဲ့ကင်ခါကူရုဆိုတာဟာကူရမိုးရဲ့မျိုးဆက်တွေဖြစ်ပြီးတော်တော်လေးလက်တံမာခဲ့ကြပါတယ်။ရိုင်းခါကဲလီယော့စ်လုံရဲ့နာမည်တွေဟာအီလူခေါ်တဲ့စင်တူရဲ့နာမည်တွေပဲဖြစ်ကြပါတယ်။တေဘုံရရဲ့ရိုင်းခတ်ခဲကိုတန်မာမှုနဲ့တတ်မှတ်တာမျိုးမဟုတ်ပဲတန်မာမှုကိုဘလို့အတုံးချနိုင်မလဲဆိုတာအပေါ်မူတည်တတ်မှတ်ထားတာဖြစ်ပါတယ် ဘာလို့ဆိုပထမမြောက်ရိုင်းခါခဲ ANA နဲ့အရန်တန်မှာပါတယ်ဆိုရဲကင်ကာကူနဲ့ကင်ကာကူတို့နှစ်ယောက်ကိုရွေးချယ်ချီးမြှောက်ခဲ့တာကြောင့်ပါဒုတိယမြောက်ရိုင်းခါခဲ A ကလည်းပထမမြောက်စစ်ပွဲနဲ့ဒုတိယမြောက်စစ်ပွဲတွေမှာနေထိုင်ရှင်သန်ခဲ့တာမျိုးဖြစ်ပါတယ်ဒုတိယမြောက်ရိုင်းခါခဲကတော့ဒုတိယမြောက်ရှီနိုဘီစစ်ပွဲရောက်တဲ့အခါမှာမရှိတော့ပါဘူးဘာလို့ဆိုဒုတိယမြောက်ရှီနိုဘီစစ်ပွဲကိုရောက်ရှိလာတဲ့အချိန်မှာဒုတိယမြောက်ရိုင်းခါခဲ A ကခါခဲတာဝန်တွေကိုစတင်ထမ်းဆောင်နေပြီဖြစ်တာကြောင့်ပါထိုပြီးတော့မှကိုရိုင်းကတော့ငေးချမ်းရေးရယူဖို့စူးစမ်းတဲ့နေရာမှာတိမ်ဖုံးရွာနဲ့တာငေးချမ်းရေးရယူဖို့စူးစမ်းခဲ့တာဖြစ်ပါတယ် ဒုတိယမြောက်ရိုင်းခါကေအေကိုပထမမြောက်ရိုင်းခါကေအေကရွေးချယ်ကြေမြောက်ခဲ့တာမျိုးဖြစ်ပြီးဒုတိယမြောက်ရိုင်းခါကေအေရဲ့လက်ထက်မှာတော့ကင်ဂါဂူနဲ့ကင်ဂါဂရိုညီကိုနှစ်ယောက်ကကိုမီရဲ့ဂျင်ဂျူရီကီဗာရှင်းကိုရရှိပိုင်ဆိုင်ခဲ့ကြပါတယ်။တတိယမြောက်ရိုင်းခါကေအေဆိုရာရှီနိုဘီတတောင်းကို၃ရက်တီတီတက်ခိုက်နိုင်ခဲ့တဲ့ခါကေတယောက်ဖြစ်တာကြောင့်ဒီလိုလူတယောက်ကိုဒါရိုရီအနေနဲ့ရှင်နိုင်ဖို့ဆိုတာကတကယ်မလွယ်ကူတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်။လေးယောက်မြောက်ရိုင်းခါကေကတော့၄ချိန်မြောက်ရှီနိုဘီစစ်ပွဲအပြင်မှာအမြန်ဆုံးခါကေတယောက်ဖြစ်အမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ နမန်နဲ့နေရာမှာထားထားတဲ့ခါခဲတယောက်ဖြစ်တာကြောင့်ရောမျိုးဆက်တူတဲ့ချိုးကျူရိုနဲ့ခရိုစချီတို့ထက်ဘာကြောင့်ဒါရီကပို့ပြီးတော့တန်မာလာလဲဆိုတဲ့မေးခွန်းကိုအခုဖြေပေးသွားပါမယ်။ဒါရီဆိုတာတတိယမြောက်ရိုက်ခါခဲအတုပ်ပြုခဲ့တဲ့ဂျေဆုတွေကိုတော်တော်လေးလေးလာစီးပူးခဲ့သူတယောက်ပါ။ဒါကြောင့်ဒါရီတယောက်တတိယမြောက်ရန်ခခဲအတုံးပြုခဲ့တဲ့ black lighting ကိုပါအတုံးပြုလာနိုင်ခဲ့ပါတယ် black lighting ဆိုတာ lighting release တဲ့ကဆိုပေမဲ့ပိုပြီး powerful ဖြစ်တယ်လို့ပိုပြီးလက်မိုက်တဲ့ ability တစ်ခုပဲဖြစ်ပါတယ် strike တခုနဲ့ရန်သူတွေကို stand ထားနိုင်တယ်လို့အပြောင်းဖြောက်ပေးနိုင်တဲ့ကျေးဇူးတစ်ခုဆိုရင်လည်းမမားနိုင်ဘူးပေါ့ဒါရူရဲ့အနေနဲ့ black lightning ကနေမှတစင်ပိုပြီးတဲ့ black panther လို့ခေါ်တဲ့ကျေးဇူးကိုပါစင်ပွားပြောင်းလဲအတုပြနိုင်ခဲ့ပါတယ်ဒါရူရဲ့ valedire ကဒါအကုန်ပဲလားဆိုတော့မဟုတ်ပါဘူးဒါရူရဲ့အနေနဲ့ strong release လို့ခေါ်တဲ့ကဲကဲကဲခိုင်စွမ်းတစ်မျိုးကိုပါအတုပြနိုင်စွမ်းရှိပါတယ် strong release ကိုမှာ dra ကလည်းအတုပြနိုင်ခဲ့ပြီးရင်းနဲ့လျက်စီပေါင်းဆက်ရာကနေရရှိလာတဲ့ release တစ်မျိုးပဲဖြစ်ပါတယ် ဒါရိုရဲ့ strong release ကလည်းရန်သူတော်တော်များများကိုဖြည့်ရှင်းနိုင်ခဲ့တာကြောင့်တော်တော်လေး powerful ဖြစ်တယ်လို့သတ်မှတ်ထားနိုင်ပါတယ်။ဒါရိုရဲ့လက်မမရေးထိုးထားတဲ့တက်တူးရဲ့အတိတ်ပဲကရေနဲ့လျင်စီလို့အတိတ်ပဲရပါတယ်။အဓိကကတော့ဒါရိုတယောက်တတိယမြောက်စီကနေ black lighting ပုံစံကိုလေးလာတက်မြောက်လာခဲ့တယ်လို့ဆိုလိုထားတာဖြစ်ပါတယ်။ဒါအပြင်ဒါရိုတယောက်လေးပုံစံကိုပါထပ်မံအသုံးပြုနိုင်သေးပါတယ်။ဒါဆိုရင် Kurosuchi ကတောင်ဒါရိုထပ်ပို့ပြီးများတဲ့ release တွေကိုအသုံးပြုနိုင်သေးတာပဲလို့ပြောနိုင်ပါတယ်။ ဒါပေမဲ့ဒါရီရဲ့ black lighting ကခရစ်စတီရဲ့တောက်တုံးကြီးတွေထပ်တော့ပို့ပြီးတော့မိုက်နေတာနဲ့ပါဒါရီတယောက် lighting release ကနေပြီးတော့ lighting enhancement တစ်ခုကိုပါရရှိပိုင်ဆိုင်ခဲ့ပြီးစတောမြောက်ရဲ့ speed lockdown မြန်ဆန်နေတာကိုတွေ့ခဲ့ရပါတယ်ဒါရီရဲ့ထန်ချစုကလည်းနောက်ထုံးတဲ့ Sasuke ရဲ့ထန်ချစု level လောက်ကိုရှိနေခဲ့ပါတယ်ရွှေနဲ့ငွေကြီးကိုနှစ်ယောက်ကိုဒါရီတယောက်ထဲကပဲထိန်းချုပ်ဖြည့်ရှင်းနိုင်ခဲ့တာပါဒါရီရင်ဆိုင်ခဲ့တဲ့ရွှေနဲ့ငွေညီကိုနှစ်ယောက်ဆိုတာကအဲဒိုဗာရှင်တွေဖြစ်တာကြောင့်အစုံမဲ့ရှင်တန်ခြင်းနဲ့အစုံမဲ့ချာဂရာတွေကိုရရှိပိုင်ဆိုင်ထားခဲ့ကြပါတယ် ဒီလိုလူနှစ်ယောက်ကိုတောင်ဒါရီက Safe for Silver Weapon ၃ခုကိုအသုံးပြုပြီးချိန်ပိတ်နိုင်ခဲ့ပါတယ်။ဒါရီကန်ဆောင်ခဲ့တဲ့ Safe for Silver Weapon တွေဆိုတာ Chakra ကုန်ကြမှုအရှံများပြတာကြောင့်ဒါရီရဲ့ Chakra မောင်းကလည်းချိုဂျူရိုနဲ့ Cruise Chiro ထပ်ပို့ပြီးတော့များနေမှာအမှန်ပါ။ဘာလို့ဆိုဆီယာမကြီးထန်ထန်ကတော့ Safe for Silver Weapon တစ်လက်ထဲကိုတခါတဲ့အသုံးပြုပြီး Chakra လက်သွားခဲ့တာကြောင့်ပါ။ဒါရီကသူ့ရဲ့ Strong Release ကနေမှတစ်ဆင့်လေဆာတွေကိုပါပြစ်လွတ်ဖန်တီးနိုင်စွမ်းရှိပါတယ်။ဒီလေဆာတန်းတွေက range တော်တော်လေးကျယ်တာကြောင့် AoE ရဲ့နေနယ်ပါ damage ပေးနိုင်ပါတယ်။ ဒါရိုရဲ့ခံကျစုကလည်းချိုဂျူရိုလောက်မဟုတ်တာတော့တော်တော်လေးကျန်းတဲ့အနေအထားတစ်ခုမှရှိနေခဲ့ပါတယ်။ချိုဂျူရိုကတော့တည်တဲ့အတိုင်းတနအီလာလက်နက်ခုနှစ်မျိုးစလုံးကိုကင်ဆောင်နိုင်ခဲ့တဲ့အထိပါရမီထုခဲ့ခဲ့ပါတယ်။ဒါရိုကနာဟိုထိုယူနီဗာစီအချန်ဇုံခံကျစု user တွေကတယောက်ဖြစ်တဲ့ဆွေကက်ဆုနဲ့လည်းတိုက်ခိုက်ဖူးခဲ့ပါတယ်။နံပါတ်1နေရာမှာရောက်ရှိနေခဲ့တဲ့အားအနည်းဆုံးခါခဲကတော့ကုနဟွာရွာကိုအုပ်ချုပ်နေခဲ့ရတဲ့ဟုခါခဲကရောက်ရှိနေခဲ့တာမျိုးဖြစ်ပါတယ်။ကျွန်တော်အကြိုက်ဆုံး character တွေကတစ်ခုဖြစ်တဲ့ခကရှိကတော့ကုနဟွာရွာရဲ့အားအနည်းဆုံးဟုခါခဲတယောက်ဖြစ်နေခဲ့တာပါ။ ဒီစကားကိုပြောရတာနည်းနည်းရှင်းတာဖို့ကောင်းတာမှန်ပေမဲ့ခက်ခါရှိကအာနည်းဆုံးဟုတ်ခါခဲ့စရာကိုလက်မခံခြင်းပင်မဲ့လဲလက်ခံရပါမယ်။နောက်နေ့ကျရင်လည်းခက်ခါရှိရဲ့ brother တို့မတိလောက်သေးမဲ့အကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးသွားဖို့ရှိပါတယ်။ခါခါရှိရဲ့ prime time ကနောက်ထပ် series ရဲ့ top 5မှာအခုအချိန်ထိလည်းပါဝင်နေဆဲဖြစ်ပါတယ်။ခါခါရှိရဲ့ prime time ဆိုတာ obito ရဲ့ magic kill sharing ကတည်းက perfect season တို့ကိုအသုံးပြုနိုင်ခဲ့တဲ့အချိန်ကိုပြောတာမျိုးဖြစ်ပြီးခါကူရလို့မာတာမိခင်ကြီးကိုတောင်းကောင်းကောင်းဖီအားပေးတိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဘောတော်နဲ့မက်ဆူရီတဲမှာတော့ခုတ်လိုမျိုးခရိုက်တာတွေပါဝင်လာတာကြောင့်ခါကာရှိရဲ့ prime time ကတော့ outdoor sport မှာတင်တခန်းချက်သွားခဲ့ရရှာပါတယ်။ခါကာရှိရဲ့ final season တို့ version ကြီးကတော့ Mike Kirby Sweet တစ်လျှောက်လုံးမှာလည်းလူကြိုက်အများဆုံး character တစ်ခုဖြစ်ခဲ့ပါတယ်။ခါကာရှိရဲ့ Jurel Mankey Kyo Sharingan နဲ့ Pan Dee ထားတဲ့ season တို့က Majora ရဲ့ perfect season တို့ထပ်တောင်းပို့ပြီးတော့တန်မာခဲ့တာပါ။ဒီဆူဆာနိုမှာခမွေးရှိရက်ကနေပါရှိနေခဲ့ပြီးဒီရှိရက်ကတွေနဲ့ထိလိုက်တဲ့အရာမသမျှကခမွေးဒမန်ရှင်နယ်ကိုရောက်ရှိသွားလိမ့်ရှိကြပါတယ် ။ဒါပေမဲ့ခကန်းရှိရဲ့ခံမှုရှိရကင်တွေကဘယ်ရန်သူကိုမှတော့မချေမုန်းနိုင်ခဲ့ပါဘူး။ Obito ကခကန်းရှိကို Jurel Mega Kill Sharingan ကိုဘယ်လိုလွှဲပြောင်းပေးခဲ့တယ်လဲဆိုတာကိုတော့ကျွန်တော်တို့တွေတိတိကျကျမသိခဲ့ရပါဘူး။ခကန်းရှိတယောက်စစ်ပွဲပြီးသွားတာနဲ့တပြိုင်တည်းသူရဲ့ Jurel Mega Kill Sharingan တွေကိုဆုံရှုံလိုက်ရပါတယ်။ Madara Kuran ကတော့ Sharingan ရဲ့ Raining Gun မှာမရှိဘဲနဲ့တော့စူဇန်တို့တွေကိုထုတ်ပြသွားခဲ့တာကြောင့်ခကန်းရှိရဲ့စူဇန်တို့ကိုနောက်တစ်ခေါက်ထပ်ပြီးတွေ့နိုင်ဖို့ကိုလည်းကျွန်တော်တို့ Orient တွေကမျှော်လင့်နိုင်ပါသေးတယ်။ ကာကာရှိတယောက်စစ်ပွဲပြီးဆုံးသွားတာနဲ့တပြိုင်တည်းဟိုကာခဲတက်လှုပ်လိုက်တာမျိုးမဟုတ်ဘဲနဲ့အိုဘီထိုရဲ့မျက်လုံးတွေမရှိတော့တဲ့ငါကဟိုကာခဲနေရာနဲ့တကယ်ပဲထိုက်တန်ရဲ့လားဆိုတော့ကိုအချိန်ချင်းအခါခါစဉ်းစားပြီးမှဟိုကာခဲနေရာကိုတာဝန်ယူကင်ရွယ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဖတ်တခုအရာကာကာရှိတယောက်ရှာရင်းခံတွေမရှိတော့တာတောင်မှသူခေါ်ပြီးခဲ့တဲ့ဂျေဆုပေါင်းတထောင်ကျော်ကိုအသုံးပြုနိုင်နေစေဖြစ်ပါတယ်။ဒါကြောင့်လူတော်တော်များများကဟိုကာခဲကာကာရှိဆိုတာထက်ခေါ်ပြီးနေကြကာကာရှိလို့သာဆက်ပြီးသတ်မှတ်လေးခဲ့ကြတာမျိုးဖြစ်ပါတယ်။ ခါခါရှိတယောက်ရှာရင်းကနေကိုဆုံရှုံလိုက်ရတဲ့အချိန်ကနေမှစတင်ပြီးသူရဲ့ chagrary ကိုလည်းလုံလုံခြုံခြုံထိမ့်သိမ်းထားနိုင်ခဲ့ပါတယ်။ဒါကြောင့်မလို့သူအမြဲဖုတ်ထားတဲ့မျက်လုံးတစ်ဖက်ကိုပါဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်။ခါခါရှိကဦးချီယာတယောက်မဟုတ်တာကြောင့်ရှာရင်းကဟာခါခါရှိရဲ့ chagrary ကိုလွယ်လွယ်ကူကူကုန်ခန်းစေနိုင်ပါတယ်။ခါခါရှိဆိုတာတကယ်တမ်း genius တယောက်လည်းဖြစ်ပါတယ်။မီနာထူရဲ့ rising gun ကို aspire ub theory ကိုတီထွင်ဖန်တီးနိုင်ခဲ့ပါတယ်။ theory sp ကအရင်မျက်နှာကြောင့် television လို့ခေါ်တဲ့ lock mode တစ်ခုကိုလိုအပ်ပါတယ်။ ဒီ channel version ကိုအဓိကပိုင်ဆိုင်ထားတဲ့လူတွေကတော့ Uchiha မျိုးနွယ်ဝင်တွေပဲဖြစ်ကြပါဗျ။ Uchiha မျိုးနွယ်ဝင်တွေကတော့တည်ကြတဲ့အတိုင်း Sharingan ကိုရရှိပိုင်ဆိုင်ထားတာနဲ့တပြိုင်တည်းဒီ channel version ကိုပါရရှိပိုင်ဆိုင်ကြပါဗျ။တငယ်ချင်းကြီး Obito ရဲ့ကျေးဇူးကြောင့် Chidori ကိုအသုံးမပြုနိုင်ခဲ့ပေမဲ့ Chakra ကိုခံမှုကြောင့် Raikiri ကိုပြောင်းလဲအသုံးပြုခဲ့နိုင်ပါတယ်။ Raikiri ဆိုတာ Kakashi ရဲ့ signature ကျေးဇူးတစ်ခုဖြစ်ပေမဲ့ Sharingan မရှိတော့တဲ့ Kakashi ရဲ့ Raikiri ဟာအသုံးမပါတဲ့ဓာတ်လက်တာဖြစ်နေခဲ့ရပါတယ်။ ဒါကြောင့်ခါခါရှိရဲ့ live novel ထဲမှာတော့ခါခါရှိတယောက် tunnel vision ရှိစရာမလိုအပ်ဖဲအတုပြနိုင်မဲ့ lighting cutter တစ်ခုကိုထပ်မံဖန်တီးတည်ထွင်ခဲ့ပါတယ်။ဒီကျစုကိုတော့ purple lighting လို့ခေါ်ဆိုပြီး tunnel vision မလိုအပ်တဲ့အတွက်ကြောင့် ranky retreat တော့ပို့ပြီးတော့ကျန်နေခဲ့ပါတယ်။ခါခါရှိဆိုတာကိုလိုဟာရဲ့အာနေဆိုဟိုကာကဲတယောက်ဖြစ်နေခဲ့ပေမဲ့အသက်၁၀နှစ်အရွယ်မှာတင်ဂျိုနီတယောက်ဖြစ်နေခဲ့တာမျိုးပါ။အသက်၁၄နှစ်အရွယ်မှာတည်းအန်ဘူကပ်တိန်တယောက်ဖြစ်လာခဲ့တာကြောင့်အခြားရွာကခါခဲရီကိုတော့အေးစစ်စေးတတရရဖြစ်ရှင်းနိုင်စွာရှိပါတယ်။ ။ထာခါရှိတယောက်စာဘူးစာခါကူစုအီတာချီနဲ့ခါကူရာတို့လိုမျိုးစွာကြီးမပါတဲ့ဆိုတဲ့ခရိုက်တာတွေကိုပါတိုက်ခိုက်ခုခဲ့ပါတယ်။ဘရိုတိုမှာဆိုရင်ရှာရိကမရှိတော့တဲ့ခါခါရှိကခါရှင်ခိုချီနဲ့တောင်ရင်ဆိုင်တိုက်ခိုက်နိုင်နေခဲ့ပါတယ်။ခါခါရှိကဘေးစင်နေချာ၅ခုအပြင်ရင်းနဲ့ရန် release တွေကိုပါအသုံးပြုနိုင်တာကြောင့် release တမျိုးတည်းကိုဒါအတော့ပြနိုင်တယ်ချူဂျူရိုနဲ့အစားခါခဲရီချတ်တို့ပို့ပြီးတော့တာမာနေမှာအမှန်ပါဒါပေမဲ့ခါခါရှိကဆူနာတဲ့ချက်ပို့ပြီးတော့မတန်ပါနိုင်တာအမှန်ပါ ဟာရှိရာမထိုဘီရာမဟီရူဇန်မီနာထိုတဲ့နောက်သူတို့ကရှရင်ကမရှိတော့တဲ့ခါခါရှိတဲ့တော့ပို့ပြီးတော့တာမန်နေမယ်ဆိုတာကိုလူတိုင်းသိထားပြီးသားဖြစ်မှာပါအကောင်လုံးကတံမာမှုနဲ့နှမ်းရှင်မယ်ဆိုရင်ခါခါရှိကဆူနာတဲ့ထပ်ပို့ပြီးတော့တံမာလိမ့်မယ်လို့ထင်မှတ်ကြပါတယ်ဆူနာတဲ့မှာလျက်စီမြေရေမီဆိုတဲ့ basic nature ၄ခုအပြင်ကိုမှရင်းနဲ့ရန် release တွေကိုပါအသုံးပြုနိုင်ပါတယ်ဆူနာတဲ့အသုံးမပြုနိုင်တာဆိုလို့၄ပုံစံတစ်မျိုးတည်းရှိတာကြောင့်ခါခါရှိနဲ့ရှင်မယ်ဆိုရင်သိပြီးမကွာလှတဲ့အနေအထားမှာရှိပါတယ် ခါခါရှိမှလည်းဂျေဆုတထောင်ရှိတယ်လို့ဆူနာတဲမှာလည်းဟန်ဒရက်ဟီလင်းဂျေဆုရှိပါတယ်။ဆူနာတဲဆိုတာအဖွားချီကိုရတုံသက်ချက်အရာရှိလို့ပြီးတမိုင်းချောင်းတစ်လျှောက်လုံးမှာအတော်ဆုံးမက်ဒီကယ်နေစာတိရောက်ပဲဖြစ်ပါတယ်။ဘာလို့ဆိုအဖွားချီကိုဖန်တီးသမျှအစိတ်တွေအတွက်ဆူနာတဲကအစိတ်ဖြေဆေးတွေကိုရှာဖွေဖော်ထုတ်ထားနိုင်ခဲ့တာကြောင့်ပါ။ချိုဂျီရဲ့အစာဆေးလုံးပြဿနာကိုလည်းပြင်ဆင်ပေးနိုင်ခဲ့တယ်လို့ရော့ကလီရဲ့အယိုးတွေကိုပါကူတာပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ကမှလေဒီကက်စီယိုကိုပါစင်ခေါ်နိုင်ပြီးလူပေါင်းများစွာကိုတပြိုင်နက်တည်းဟီးပေးနိုင်စွမ်းရှိပါတယ်။ ဆူနာတဲ့ကသူ့ထပ်ပို့ပြီးဒေါ်လာမဲ့ဆာကူရာကိုလေ့ကျင့်သင်ကြားပေးခဲ့တဲ့ဆရာတယောက်လည်းဖြစ်ပါတယ်။ဆူနာရဲ့ချာဂရာကွန်ထရိုးလေဗယ်ကလည်းဆာကူရာနဲ့တန်းတူညီလို့ရှိနေသေးပြီးနဂျစ်ဆူရေကိုပါလက်နဲ့ဖမ်းပြီးပြန်ပြီးရောက်ဖြစ်နိုင်ပါတယ်။ဒါအပြင်ဆူနာရဲ့လက်သီးချက်တစ်ချက်တစ်ချက်ဆိုတာကလည်းစားမိတဲ့လူတိုင်းလက်ပြီးရောက်သွားနိုင်စေမယ်။ရွှေမျိုးမိတ်လက်သီးချက်ကြီးတွေပဲဖြစ်ပါတယ်။ဆူနာရဲ့ချာဂရာကွန်ထရိုးကြီးကမာဂျရာရဲ့ဆူဆန်တို့ကိုတောင်ကြိုးကြည့်အောင်ပျက်စီးနိုင်တာကြောင့်တော်တော်ကျန်းတဲ့ The Next Level မှာရှိနေခဲ့ပါတယ်။ မာဒရာလိုကောင်ကိုတော့ရှင်ထိန်နိုင်ခဲ့တဲ့မိမချမ်းကြီးတယောက်ဖြစ်တာကြောင့်ရှာရင်းကမရှိတဲ့ဆီယာခါခါရှိရဲ့အတွက်တော့စိတ်မကောင်းစရာပါပဲ။ဆူနာတဲ့ဆိုတာစန်းချူသွေးရီစီစဉ်နေတာကြောင့်ချာဂရာအမောက်ကလည်းခါခါရှိတဲ့အစမတန်ပိုပြီးတော့များပါတယ်။ဒါပေမဲ့ဆူနာတဲ့ရဲ့အသက်ဟာဘရူတိုမှာဆိုရင်80ရှိပြီဖြစ်ပါတယ်။ခီရှီမိုတိုအနေနဲ့ဆူနာတဲ့ကိုနက်ဖ်ခဲ့တယ်ဆိုပေမဲ့အခုအချိန်ထိအဆင်ပြေနေစေခရိုက်တာတစ်ခုပဲဖြစ်ပါတယ်။ကဲဒါကတော့ရွာတရွာချင်းစီတိုင်းကအားအနေဆုံးခါခဲ9ယောက်အကြောင်းပဲဖြစ်ပါတယ်။ အော်ဒါနဲ့ဘရာသာတို့အနေနဲ့ NML Recap တွေကိုကျွန်တော်ရဲ့ Hidden Student ဆိုတဲ့ channel လေးမှာတွားရောက်ကြည့်ရှုအားပေးနိုင်ပါတယ် channel link လေးကိုတော့ဒီ video ရဲ့ description မှာဖော်ပြပေးထားပါမယ်ဒီနေ့အတွက်တော့ဒီလောက်ပါပဲကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချစ်စီတိုင်းကိုအရင်ချစ်ပါတယ်အပွားပါမနေ့ပြန်ကြရင်နောက်ထပ် video အသစ်တစ်ပုဒ်နဲ့တူပြန်တွေ့ကြတာပေါ့အားလုံးပဲ bye bye